ော်။တာဝန်ညာဥမာတာတွဲပြီးမြင်ဘူးကြတယ်ဘောတော့ဒါချစ်စရာလေးတာခုချက်ကြီးတော့ကလေးလိုပဲမြင်နေတော့အဲ့တော့ကိုကသူ့ကိုကလေးလိုပဲအိမ်ထဲမှာပဲအဲ့လိုဥထားတာများတာအဲ့လိုချက်ထားတာဆိုတော့အဲ့ဒါကနေပြီးတော့တငယ်ချင်းနေတဲ့အဲ့လိုသွားပြိုင်ချင်းနေဆိုပြီးတော့သွားပြိုင်တာအဲ့ဒါနေသွားပြိုင်အမွေဖြတ်မယ်ပြောတာတော့မှသွားတယ်အဖြတ်ခံတယ်မွေးနေ့တို့အဲ့ဒီဟို Father Day တို့မွေးနေ့တို့ဆိုသူနည်းနည်းဖောက်တယ်အဲ့လိုဖောက်တော့အဲ့နေ့လည်းဖြစ်နေတော့ကိုကပြန်ရှော့လိုက်ရတာပေါ့ရှော့လိုက်တော့အခုလိုမျိုး အဲ့တော့ဆက်ပြီးတော့ရဲ့သူ့ကိုပန့်ပိုးဖို့ပဲရှိတော့တာပေါ့နော်အဲ့လိုလေးဖြစ်သွားတမီးလေးမင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့တာမီးညာခုမှတာတော်ပြီးမြင်မှုကြတော့ဘောတော့ဒါချစ်စရာလေးတာခုကြကြီးတော့ကလေးလိုပဲမြင်နေတော့ကလေးပဲပေါ့နော်ဟိုတော့သူဒီမှာသွားပြန်လိုက်တာလေပြန်လိုက်တော့ပြန်လိုက်တော့လဲဆက်ပြီးတော့အနောက်ကနေအားပေးရမယ်ပန့်ပိုးရမယ်ဘောဒါလည်းရှိတာပဲနော် ပြောပါပြိုင်နေတယ်ဆိုတော့တမီးကစပြောမမီးကိုပူစာလိုက်တာလားမမီးကပြိုင်မလားပြောတာပြောပါဦးအာအရင်ဆုံးတော့နော်ဒီမြစ်ပြိုင်ဟိုကပြိုင်မှုတော့ဆိုတော့အာအေဂျင်စီကနေပြီးတော့ညီမတို့ဒီပရိုဂျက်ထဲကနေပြီးတော့ဖုန်းဆက်ညီမလေးပြိုင်မလားဆိုတော့မဟုတ်ခဏလေးလို့ဒီမှာတိုင်ပြလိုက်အောင်ငယ်ပြန်ပြောပေးမယ်လို့အားနဲ့တငယ်ချင်းရာလဲမပြိုင်ပါလားပြိုင်ပါလားဆိုတော့ဟောအခင်းဆုံးတငယ်ချင်းရာလဲ ပြန်ငါငါဆင်းပြလိုက်ပြီအဲ့ပြပြအဲ့ဆိုငါမြန်မာရအောင်ပြလိုက်အောင်မယ်လို့နင်းလိမ့်မင်းတော့နည်းနည်းလိမ့်မင်းတော့လည်းမသိချင်နဲ့တော့အာပြပြစတော့ကတော့ကိုလည်းတိတ်တော့တုံလေအဖေကိုပြောရပါဘောနော်ဘွားမိမိဒါလေးပြန်ချင်နေသီလားဘွားမမကိုပြောပြပါလားဗာညာနဲ့အဲ့လိုပူစာလိုက်တာအဖေကိုအဖေကိုပြောခိုင်းတယ်အဖေကိုပြောခိုင်းရတယ် ဖွာပြောလိုက်မရပါဘူးမရအဲ့ဒါတော့ဒါစတဲ့ကသူလူကျင်ကြဝါသာပါပြီးခဲ့ရတာအော်တိတ်တယ်သူ့ကိုလှုပ်ချင်တယ်ဆိုရင်တော့တရုတ်ဆောင်မဲလှုပ်ပေါ့နော်အဲ့လိုလေးတော့ပြောထားတယ်ဒီ miss ကြတော့ဘယ်လိုပြောမလဲဆိုတော့ကိုဘက်က miss ဆိုတာတာဝန်ကြီးရလေနော်အရင်တာဝန်ကြီးတယ်အော်တကယ်လို့စုရတော့ရင်လည်းတာဝန်ကြီးတယ်မရဘဲနဲ့ဝင်ပြိုင်မယ်ဆိုလဲကိုယ့်ဘက်ကအားလုံးအစင်သစ်ဖြစ်မှကောင်းတာပေါ့နော်အဲ့တော့ကိုကသူ့ကိုကလေးလိုပဲအိမ်ထဲမှာပဲအဲ့လိုဥထားတာများတာအဲ့လို ချောက်ထားတာဆိုတော့အဲ့ဒါကနေပြီးတော့တငယ်ချင်းတွေနဲ့အဲ့လိုသွားပြိုင်ချင်းတယ်ဆိုပြီးတော့သွားပြိုင်တာအဲ့ဒါနေသွားပြိုင်အမွေဖြတ်မယ်ပြောတာတော့မှသွားတယ်အဖြတ်ခံတယ်အဖြတ်ခံမယ်ဆိုပြီးတော့အဲ့ဒီမကျူးရုံနဲ့သွားတွေ့တာပေါ့နော်အဲ့ဒီအခုသူရဲ့လက်ရှိအဲ့ဒီဟိုဘယ်လိုပြောမလဲသူရဲ့ဟိုဆီယမတ်ကလည်းခရီးရန်လည်းဖြစ်တယ်အရင်လည်းသဘောကောင်းတယ်ကိုကလည်းခရီးရန်ဖြစ်တော့လေနောက်ပိုင်းကျတော့လည်း သူစိတ်ချသွားတာပေါ့နော်ညီမလေးကိုညီပေးပါဆိုပြီးတော့သူဆီမလက်ထဲကိုပဲသူတေးချပြတ်အပ်လိုက်ရတာပေါ့အဲ့လိုလေ။ဒါဆိုတော့ငမပြောရအောင်စောတာအဝင်ပြက်မယ်ဆိုပြောရမယ်နောက်ဆုံးကျတော့သားသမီးကိုမလို့ဆန်နိုင်ဘူး။မဆန်နိုင်တော့ဖြတ်တယ်ဖြတ်မယ်လို့ပြောတာအောင်အဲ့မှာဆောသူဆီမစီသွားတယ်လေ။သွားပြီးတော့သူတကယ်လှုပ်ပြီးသွားတော့မှကိုကတေးတယ်။တေးတော့အဲ့ဒါသူ့ကိုသူ့မွေးနေ့သူ့မွေးနေ့လဲသူ့သူ့မွေးနေ့လာဖြစ်နေတယ်ဆိုတော့သူ့ကိုအဲ့မွေးနေ့မှာလဲမခေါ်ဘူး။အဲ့နေ့မွေးနေ့ရက်မှာမမတဲ့ မိမိတောင်းပန်တယ်ဆိုတော့ဆိုပြီးတော့မိမိတောင်းပန်တယ်နော်ဆိုပြီးတော့အတန်းဝင်နေတော့လေစကားပြောတာအားနာလိုက်တာအာအာမိမိတောင်းပန်တယ်နော်ဆိုတော့လာတောင်းပန်တယ်တစ်နှစ်လုံးပေါ့အဲလှုပ်ခဲ့တဲ့အပြစ်တွေခွင့်လွတ်ပါဆိုတော့လာတောင်းပန်တယ်အတော့စကားမပြောလုံးဝခြေလိုက်တယ်လုံးဝမပြောအာပြီးတော့မှဩမကောင်းပါဘူးလေပေါ့နော်စိတ်တောင်းကြတော့မွေးနေ့ဆိုသူကလည်းနည်းနည်းဖောက်တတ်တယ်မွေးနေ့တော့အဲ့ဒီဟို Father Day တော့မွေးနေ့တော့ဆိုသူနည်းနည်းဖောက်တယ်လို့ ဟုတ်တော့အဲ့နေ့လည်းဖြစ်နေတော့ကိုကပြန်လျှော့လိုက်ရတာပေါ့လျှော့လိုက်တော့အခုလိုမျိုးအဲ့တော့ဆက်ပြီးတော့ရဲသူ့ကိုပန့်ပို့ဖို့ပဲရှိတော့တာပေါ့နော်ဆိုင်ကဟိုဟာ28ရက်နေ့ကျရင်ဖွင့်ပွဲတော့မဟုတ်ဘူးပေါ့ဒီဆိုင်လေးကရက်တီလာတာကတော့သူကအဲ10နှစ်ရှိပြီဆိုတော့တချို့ညီမလေးတွေဥဆောင်ထားတာနဲ့အောင်မြင်ထားရပေါ့နော် ကျမအခုကျမညမနဲ့ကျမနဲ့ပြန်ပြီးတော့ဒါလေးကို share ပြန်လုပ်လိုက်တာပေါ့ share ပြန်လုပ်လိုက်တော့အဲ့နဲ့ကြရင်အထူး short ဈေးနဲ့အထူးဟိုဘာပြောမလဲအကောင်းဆုံးဝင်ဆောင်မှုတွေနဲ့အာလှူဆောင်ပေးမယ်ပေါ့နော်အဲ့ဒီအတွက်ကိုလက်သေးချီသေးနောက်ပြီးတော့လို့ရှိရင်တေချာလေးလိပ်စာလေးတေချာပေးပေးပေးမယ်နော်။ဆက်လက်ပါ။ဒီလိုဆက်လာတာပြပါဦး။အမေမိကဒါသူ့တဲ့အတိဆိုင်မှာလိပ်စာ သူကသူ့အသိဆိုင်မှာမမေးရအဲ့တော့ဝါးနေမှာမမေးရဝါးနေမှာဆိုစေပြေဝါးရတာမမေးဆိုင်ခုနိုင်ဆိုတော့ဆိုမမေးဆိုင်မှာသွားရမှာဟုတ်နောက်ဆိုရောသူဆိုင်မှာနည်းသွားပြီးမမ shop ပေးမှာလားလေဆေးသူကျွန်တော်ပို့ယူလိုက်တော့မယ်သူများတိုက်လို့သူများသူများတော့တိုက်တော့ယထာလန်းနဲ့အဘိုးတထောင်ဘိုးမြထွန်းတောင်ပေါ့နော်အဲ့မှာဟောစီမှာလေရေကျော်နဲ့လေဘိုးတထောင်နဲ့အဲဘိုးတထောင်ပေါ့ပြန်ဟုတ်တယ်ဟုတ်တယ်သူရေကျော်ရေကျော်နဲ့လေနီးရလေနော်ဆိုင်နာမည်လေးက တခါလာတခါလာပါဟုတ်ကဲ့မမေကတူတော့မမေကိုတော်တော်ချစ်ပူရဟလားမမေကတော့မင်းကြည့်လို့ချစ်လာလို့ချစ်လို့နော်မင်းကြည့်တယ်ဟုတ်ကဲ့ပါတခါတူပါပဲအဲ့တော့တော်တော်လေးတော်တော်လေးနီးပြီဆိုတော့ပြိတ္တတိကိုပြောပေးပါအောင်ဖိတ်ဖို့ပေးပါအောင်။အော်ဟုတ်ပြိုင်ပွဲနီးပြီဆိုတော့မိမိကအခုပြိုင်ပွဲတော့နင်းနေပြီအဲ့အတွက်ကြောင့်မိမိကိုအာပေးကြပါလို့အချစ်ကြပါလို့ သူနဲ့ဘယ်လိုပြောမလဲဘယ်အရာမှတော့လည်းမမျော်လင့်ရဲပါဘူးမမှန်းရဲပါဘူးလို့เนาะဆိုတော့သူကဒါလေးကိုရွေးချယ်ပြီးသွားပြီးသူလှုပ်လိုက်ပြီးဖြစ်တယ်ပြောလှုပ်ဆောင်လိုက်တဲ့လှုပ်ဆောင်လိုက်တဲ့အတွက်ကြောင့်တော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုဒီမှာရှိတဲ့ဒီ TV ဖန်သားပေါ်မှာကြည့်မဲ့အာ ဖို့ဖို့ဖွားဖွားတွေပေါ့နော်တော်တော်မမတွေတော့ပြိတ္တတွေအားလုံးကိုမျက်စိနောက်စီကဖြစ်မဲ့ဆိုရင်လည်းတောင်းပန်ပါတယ်လို့နော်ဒီကနေ့တောင်းပန်ပါတယ်မိုးဆက်ချိုကိုစားဆက်ပြီးတော့အားပေးကြပါလို့ချစ်ပေးကြပါလို့နော်ဘာမှလည်းသူကတိတ်လည်းပဲကျမအတန်ဝင်နေလို့လေနော်တပတ်ခါတပတ်ခါတော့ဆိုင်ပွင့်ဘက်မှာဘယ်လိုပြောရမလဲမသိဖြစ်နေတယ်ဆိုတော့အခုတော့နည်းနည်းတီးခံပြီးတော့လဲနားထောင်ပေးကြပါလို့ပြောချင်ပါတယ်နော်အကုန်လုံးဆက်ပြီးတော့အားပေးကြပါလို့အတန်တိုင်းဆုံးလေးပေါ့နော် မျက်စိနောက်တယ်ဆိုရင်လည်းခွင့်လွတ်ပေးပါလို့ပြောချင်ပါတယ်လို့နော်။သမီးလေးလည်းဒါဆက်ပြီးပါအောင်ပြောကြတာ။အာဟုတ်ကဲ့ရှင်။အာသူရမနော်ဒီအခုလာနေအပွဲကိုရနေမှာရှင်ဖန်ရပွဲစပြီးတော့ပြန်ရတော့မှာဖြစ်ပါတယ်။အဲ့တော့အဲ့တော့ကြာသမီးကိုအပြေးကြပါအောင်လို့ပြောချင်ပါတယ်။ပြီးတော့ဒီ31ရက်နေ့အထိပေါ့နော်ပူတူဖို့တင်နေလည်းရှိရဲ့နော်။အဲ့မှာနမတ်နမတ်5ပေါ့နော်။ခါနမတ်နမတ်5ပါ။5ဖြစ်ပါတယ်။အဲ့ကြောင့်မို့ အာလိုက်ရယ်ရှယ်ပြီးလုပ်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ဟုတ်ပါပါကျေးဇူးတင်ပါတယ်